Qatar Airways ကသူတို့ရဲ့ခရီးသည်ပေါင်း2သိန်းကျော်အတွက်နေစဉ်အစားအသောက်တွေကိုဘယ်လိုပြင်ဆင်ပေးနေသလဲ။လေယာဉ်နဲ့ခရီးသွားတဲ့အခါခရီးသည်တွေအများဆုံးမျှော်နေတဲ့အရာတစ်ခုရှိပါတယ်။အဲဒါကတော့လေယာဉ်ပေါ်ကအစားအသောက်တွေပါပဲ။ကမ္ဘာအကောင်ဆုံးလေကြောင်းလိုင်းစုကို2017ခုနှစ်နောက်ပိုင်းအချိန်ချင်းရရှိထားတဲ့ Qatar Airways ကသူတို့ရဲ့ခရီးသည်ပေါင်း2သိန်းကျော်အတွက်နေစဉ်အစားအသောက်တွေကိုဘယ်လိုပြင်ဆင်ပေးနေသလဲ။ အပြင်ကနေဝယ်ယူတာမျိုးမဟုတ်ပဲလေကြောင်းလိုင်းကိုရိုင်းရဲ့ကြီးမားတဲ့မိဖို့ကြောင့်မှာအစားထောက်တိုင်းကိုဘလို့မျိုးအစာအဆုံးကိုရိုင်းချက်ပြုတ်ဖန်တီးနေတယ်ဆိုတာကိုကြည်လိုက်ရအောင်ပါကာတာနိုင်ငံဒိုဟာမြို့မှာရှိတဲ့ကာတာ Airways ရဲ့လေယာဉ်အစားထောက်ထုတ်လုပ်ရေးဌာနကတနေ့ကိုလက်လက်ဆက်ဆက်အစားထောက်ပေါင်း2သိန်းကျော်ကိုထုတ်လုပ်ပေးနေတာဖြစ်ပြီးဒေတာရင်းခရီးတို့လေကြောင်းလိုင်းတွေအတွက်ပါချက်ပြုတ်ပေးနေပါတယ်ဒီလုပ်ငန်းကြီးရဲ့အတွက်လေယာဉ်ပြန်တက်ဖို့48နာရီကြိုတင်ပြီးပြင်ဆင်ရပါတယ် နိုင်ငံပေါင်း38နိုင်ငံကဝန်ထမ်းပေါင်း၄၀၀၀လောက်ကလောက်ကိုင်းနေကြပါတယ်။အစားအသောက်ထိန်းသိမ်းရေးစီးမင်းတွေကအလွန်တင်းကျပ်တာကြောင့်ဝင်ဟောက်လာသူတိုင်းကဇီဝဆိုင်ရာဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာညဉ့်ဉန်းမှုတွေမပါဝင်ဖို့အတွက်ဘိုးတပ်ခန်းတွေကနေဖြတ်တန်းပြီးမှသာမိဖို့ကြောင့်လည်းကိုဝင်ဝင်ရပါတယ်။ကမ္ဘာပေါ်မှာအပူဆုံးတဲ့အချောက်တွေဆုံးနိုင်ငံတွေကတခုဖြစ်တဲ့ကာတာကစိုက်ပျိုးရေးအတွက်ခက်ခဲတဲ့နေရာတစ်ခုပါ။ဒါပေမဲ့သူတို့ကနေစဉ်တက်တီးနဲ့ဟင်းဒီဟင်းရွက်တန်ချိန်30ကိုအသုံးပြုနေပြီးအများစုကပြည်ပကနေတင်သွင်းရပါတယ် မင်းတို့တွေကိုလည်းခရီးစဉ်ရဲ့သွားမယ့်နေရာဒေသနဲ့ခရီးသည်အမျိုးအစားလိုက်၃လတစ်ကြိမ်ပြောင်းလဲဖန်တီးနေပါတယ်မိဖို့ကြောင့်မငရုတ်တီ၁၂၀၀၀လုံးကိုတနေ့တည်းဆေးချောနိုင်တဲ့စက်ကြီးတွေရှိသလိုနကမောက်တီ strawberry တို့လိုတစ်တီးတွေကိုတော့အရေးသွေးမထိခါရလေအောင်လူကိုယ်တိုင်းတေချာဂယုတဆိုင်အခွန်နွားထွင်းထုတ်နေကြပါတယ်ဟော့ကီချမ်းမှာအင်ဒရီယာအာရက်အာရှစားရင်မတူညီတဲ့ဟင်းလျာမျိုးစုံကိုချက်ပြုတ်ပေးပါတယ်အစားအသောက်တိုင်းကိုအစားဆုံးကိုရိုင်းလောက်တာကိုအလေးထားပြီးအစားအသောက်တိုင်းကိုအစားဆုံးကိုရိုင်းလောက်တာကိုအလေးထားပြီး ဝတ်ဦးကြောင်ခရမ်းဆောင်ပါမဟုတ်ခောက်ဆွဲပြားတွေကိုတောင်အပြင်ကဝယ်ယူပြီးသားမဟုတ်ပဲသူတို့ရဲ့မုတ်ဖုတ်ဌာနမှာကိုရိုင်းလောက်ကြပါရင်မုတ်ဖုတ်ဌာနကတော့ခရမ်းဆောင်ပါမဟုတ်တနအီကိုအလုံးတစ်တောင်းလောက်ထိဖုန်နိုင်ပါရင်အရေးသွေးထင်းချုပ်ရေးကအရေးကြီးဆုံးဖြစ်ပြီးချက်ပြုတ်ပြီးသားအစားအသောက်တွေကိုအကြီးတန်းစပို့မှုတွေကပဲမြီးစမ်းဝင်ရှိပြီးစံနှုန်းမမီရင်အစားကနေပြန်လောက်ရပါရင်ကာတာနိုင်ငံဒီမွတ်စလင်နိုင်ငံဖြစ်တဲ့အတွက်အစားအသောက်တွေအားလုံးကိုဟာလိုင်စီမင်းအတိုင်းပြင်ဆင်ထားပြီးဝတ်သားလုံးဝမပါဝင်ပါဘူး။ဘေးကင်းလုံခြုံမှုအတွက်ဖင်ပွဲတိုင်းမှာဘားကုတ်တွေတပ်ဆင်ထားပြီ ဘယ်သူဘယ်အချိန်ဘယ်နေ့ကလှုပ်ထားတယ်ဆိုတာကိုပြန်လည်စစ်ဆေးနိုင်ပါတယ်။ချက်ပြုတ်ပြီးတာနဲ့အစားအသောက်တွေကိုဗက်တီးရီးယားမပေါက်ဖောက်အောင်မိနစ်60ကြာအေးခံပြီးမှ9ဒီဂရီစင်တီဂရိတ်အောက်မှာတရက်တာတင်စီပါတယ်။ဘယ်အရာမှအရသာပြင်ဆင်နေတဲ့အေးခဲအောင်တင်စီတာမျိုးမလုပ်ပါဘူး။ဒါပေမဲ့အမြင့်ပေ3200လောက်မှာဆိုရင်ခရီးထဲတွေရဲ့အရသာခံနိုင်စွမ်းကလေပြားနဲ့၆ထွင်းမှုတွေကြောင့်30ရာခိုင်နှုန်းလောက်လျော့နေသွားပါတယ်။ ဒီလိုပြဿနာကိုကျော်လွှားနိုင်ဖို့အတွက်စပ်ဖို့မှုတွေကဟင်းခက်အမွေးကြိုင်တွေကိုအချိုးအစားအထိကျနဲ့ပုံမထည့်သွင်းပြီးအရသာကိုပုံမှန်တိုင်းဖြစ်အောင်ဖန်တီးပေးနေကြတာဖြစ်ပါတယ်တချိန်လုံးကအမေရိကန်လိုနိုင်ငံတွေရဲ့လေကြောင်းလိုင်းတွေမှာဈေးနှုန်းလျှော့ချရေးအတွက်အစားအသောက်တွေကိုဖြတ်တောက်ခဲ့ပြီးယနေ့မှာတော့ Qatar Airways လိုလေကြောင်းလိုင်းတွေကအစားအသောက်အရေးသွေးကိုသာအဓိကထားပြီးခရီးသည်တွေကိုစိန်ကြကြဝန်ဆောင်မှုပေးနေတာကဒီလေကြောင်းလိုင်းရဲ့အောင်မြင်မှုရဲ့အဓိကလှည့်ဝှက်ချက်ပဲဖြစ်နေပါတယ် လေရင်ပေါ်ကအစားတောက်တိုင်းကမီးပေါ်ချောင်ကနေလေထဲကိုရောက်တဲ့အထိစနစ်တကျနဲ့ဂယုဆိုင်မှုတွေပြည့်နေတာကိုတွေ့ရပါတယ်